မြောက်ရီမြို့တဖက်ကန်ကထိုင်းနိုင်ငံမင်းဆောင်မြို့တောရဘုံတော်ကြီးကျောင်းမှာရွှေပြောင်းမြန်မာနိုင်ငံသားတွေစုပေါင်းပြီးစုပေါင်းမဟာဗိုလ်ကထိန်ပွဲကိုကျင်းပခဲ့ကြပါတယ်။မောက်တူပြပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။နေ့စဉ်ပြုလုပ်နေကြတောရကျောင်းဟောင်းကထိန်ပွဲကိုမင်းဆောင်မြို့ရောက်မြမပြည်သူပြည်သားတွေမင်းဆောင်ဒေသခံကရင်လူမျိုးတွေအပြင် ထိုင်းလူမျိုးတွေပါလာရောက်ကြပါတယ်ကျွန်တော်တို့မဆာမျိုးတော်ရဲကြောင်းမှာစုပေါင်းမဟာဘုတ်ကထိန်ပွဲတော်ကြီးပေါ့နော်ဒီနေ့ကျွန်တော်တို့စီရင်ခြင်းပတ်နိုင်မဲ့မဟာဘုတ်ကထိန်ပွဲတော်ကြီးကိုမတ်တီအလူစင်ဖြစ်ကြသောစောတင်ဝင်းနဲ့နန်းမြင့်မြင့်ဝဲကျွန်တော်တို့အခြားအခြားသောကျွန်တော်တို့ဒီနေ့ပေါ့စုပေါင်းမဟာဘုတ်ကထိန်နော်ဖရာကကြောင်းတကကျွန်တော်တို့စုပေါင်းပြီးတော့ဒီကနေ့စီရင်ခြင်းပတ်နေတဲ့ဒီ15ရက် ဆယ်လပိုင်း2015မှာကျွန်တော်တို့တော်ရကြောင်းမှာစီရင်ကျင်းပနေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြန်မာကြောင်းမှာမဆောက်မှဒီနေ့ကျွန်တော်တို့စီကားတိုက်မြိုက်စွာနဲ့ကျင်းပနေပါတယ်အထူးသဖြင့်ရွှေပြောင်းလူသမားတွေဒီပွဲမှာဆင်နွှဲနေကြပြီး မြမပြည်တွင်းမှာအာနာသိန်းစစ်တပ်ထိုးစစ်တွေကြောင့်စစ်ပွဲတွေဖြစ်မတီးမငြိမ်အခြေအနေတွေကြောင့်နှစ်ကာလရှည်ပြည်တော်မပြောင်းနိုင်ကြပဲဖြစ်နေတယ်လို့လည်းပြောနေကြတာပါဟုတ်ကောအလုံးလုံးပြီးတော့ချွေးနေစာနဲ့ပေါ့ကိုလှူတန်းခဲ့တယ်ကိုဒီချွေးနေစာနဲ့လှူတန်းရတဲ့ကုလူကပုံမြက်တယ်လေအဲ့ဒီအတွက်ပုံပြီးတော့ပီတီဖြစ်တယ်ပုံပြီးဝမ်းသာတယ်ပုံပြီးတော့တည်နူးရတယ်ပေါ့

anh em cắt giò hải <laughs> anh em ဆိုရင်စာနဲ့စာရတဲ့ပတ်စံပေါ့နော်အာဒီလိုပေါ့မရဲ့ကျပါရဲ့များတဲ့ပမာတိသားတွေများတဲ့နေရာနဲ့ကိုတော်ရကြောင်းမင်းစားမြတ်တရားကြောင်းပါတော့ပမာတိသားလည်းပါတယ်ကရင်ပါတယ်အကလောလူလူပေါင်းဆောင်ပေါ့နော်စမ်းလည်းပါတယ်အခုလိုပြောလာလူရတဲ့အခုသိနေပြီလားဘောဝမ်းမြောက်ပါလားလည်းတော့ကြွားကားမှာကြတော့တယ်ပဲအခုလိုပြောကြွားတဲ့ရကြပြီးတော့ပြန်လို့လည်းမရ ဘူးစိတ်ရောမကောင်းဘူးဒီမှာလူရတာတော့ပေးပြီးဖြစ်တယ်ဆက်နေဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်အခုလိုထိုင်းနိုင်ငံမဲဆောက်မြို့သူတပားနိုင်ငံရောက်ရွှေပြောင်းမြန်မာတွေဝါကျုတ်ကထိန်ပွဲတွေကိုဆင်နွှဲနေကြခြင်းမှာမြန်မာပြည်ဘက်ချမ်းမှာတော့စစ်တပ်ထိုးစစ်စစ်ပွဲတွေကြောင့်အိုးအိမ်စွန့်ထွက်ပြေးနေကြရတဲ့စစ်ဆောင်ပြည်သူတွေဟာ ကထိန်ပွဲတွေကိုဆင်နွှဲခွင့်မရကြဘူးလို့ပြောဆိုနေကြပါတယ်ခင်ဗျာ။ ျွန်တော်မောင်တူပါ